တနစ်တာတမာကျန်းစာမှာကြိုးဆိုပါတယ်။ယနေ့အတူတကွာဖတ်ရန်တမာကျန်းစာမှာရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး23မှ25အထိဖြစ်ပါတယ်။ရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး23အာဒလီကိုပုံကန်ခြင်းခုနှစ်နှစ်မြောက်သောအခါယောရဒာသည်ကိုကိုခိုင်ခန့်စီ၍တက်မှုများ ယေယောဟန်သားအာစရိယောဟန်နန်သားဣရှမေလဩပတာအာစရိအဒါယသားမာတိယစီခရီသားအလိရှဖတ်တို့နှင့်တင်းဖွဲ့လေ၏ထိုသူတို့သည်ယူဒပြည်၌လှည့်လေသဖြင့်ယူဒမျိုးအရရထဲကလေဝိသားများနှင့်ဣတေလအဆွေမျိုးသူကြီးများကို စုဝေးစေ၍ယေရုရှလင်မြို့သို့ပြန်လာကြ၏ စီဝေသောသူအပေါင်းတို့သည်ဗိမာန်တော်၌ရှင်ဘရင်နှင့်ပဒိညင်ဖွဲ့ကြ၏ရောယရကလည်းရှင်ဘရင်သားတော်ကိုကြည့်ရှုကြလော့ထာဝရဖျားသည်ဒါဝိတ်မျိုးကို မိတ်တော်မူသည့်အတိုင်းရှင်ဘရင်သားတော်စိုးစံရမည်တင်တို့ပြုရသော အမှုဟုမူကားဥပုံနေ၌ဝင်သောရှင်ပရောဟိတ်လေဝိသားသုံးစုတစုသည် တကားဆောင်လုပ်ရမည်တစုသည် နန်းတော်ကိုစောင့်ရမည်တစုသည် သူ့ဝတ်တကားကိုစောင့်ရမည်လူပေါင်းတို့သည်ဗိမ္မာန်တော်တတိုင်းတို့အတွင်း၌နေရကြမည်ရှစ်ပရောဟိတ်များနှင့် အမှုတော်စောင့်လေဝိသားများမှတပါအဘယ်သူများဗိမ္မာန်တော်ထဲသို့မဝင်စေနှင့်သူတို့သည်တန်ရှင်းသောကြောင့်ဝင်ရကြမည်အခြားသောသူအပေါင်းတို့သည်ထာဝရဖျားပန်း၌စောင့်နေရကြမည် လေဝိသားတိုင်းမိမိလက်နက်ကိုကင်လျက်ကိုတော်မျက်ကိုဝိုင်း၍အိမ်တော်ထဲသို့ဝင်သည်မသောသူတို့ကိုတက်ရမည်ရှင်ဘရင်ထုတ်ဝင်တော်မူသောအခါနောက်တော်သူလိုက်ရမည်ဟုမာထားလေ၏ထို့သောရှစ်ပရောဟိတ်ယောယရမှာထားသည်မအတိုင်းလေဝိသားများနှင့်ယူဒအမျိုးသားအပေါင်းတို့သည်ပြု၍ရှစ်ပရောဟိတ်ယောယရသည် ဖွဲ့မြဲဖွဲ့သောအသင်းတို့ကိုမဖြတ်တော်ကြောင့်ဥပုံနေ၌ထွက်ရသောသူနှင့် ဝေရသောသူအသီးသီးတို့ကိုခေါ်ထားကြ၏ဗိမ္မာန်တော်၌ရှိသောဒါဝိမင်းကြီး၏လက်များနှင့်ဒိုင်းလောများကိုရှီပရိုဟေယောယနာသည်ထုံ၍လူတရာအုပ်တို့အားအလေ၏အသီးသီးလက်နက်ကင်သော သူအပေါင်းတို့ကို ရှင်ဘရင်ပတ်လေဂျစ်ပလင်နာနှင့်ဗိမ္မာန်တော်အနား၌လက်ရတောင်းမှဆ၍လက်ဝဲတောင်းတိုင်အောင်နေရာချထားလေ၏ထိုအခါ ရှင်ဘရင်သားတော်ကိုပြင်သို့ထုတ်၍ရာဇာတရဖူနှင့်ပညတိကျမ်းကိုတင်လျက်ရှင်ဘရင်အရာ၌ချီးမြောက်ကြ၏ယောရနာနှင့်သူ၏သားတို့သည်ဗိတ်သိက်ပေး၍ရှင်ဘရင်အသက်တော်ရှင်စေတည်ဟုကြွေးကြော်ကြ၏အာဒလီသည် လူများပြေး၍ရှင်ဘရင်ထံ၌ချီးမွမ်းတံကိုကြားလျင်လူများရှိရာဗိမ္မာန်တော်သို့သွား၍ ရှင်ဘုရင်သည်ဗိမာန်တော်ဝင်ဝတိုင်နာမှာရက်လျက်မူးတော်မတ်တော်များနှင့်တပိုးမှုတ်တော်သူများတို့သည်ရှင်ဘုရင်အနာတော်၌ရက်လျက်ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍တပိုးမှုတ်လျက်တချင်းတဲတို့သည် တူရိယာမျိုးမျိုးကိုကန်၍သောမနာတချင်းကိုဆိုလျက်ရှိကြသည်ကိုမြင်လျင်မိမိအဝတ်ကိုစုပ်၍ပုံကံမှုပါတကား ပုံကံမှုပါတကားဟုအော်ဟစ်လေ၏ရှစ်ပရောဟေယောယာကလည်းဗိမာန်တော်ထဲမှာမသေးစေနဲ့တက်ပြင်းသူထုတ်ကြသူ့ဘက်မှနေတော်သူကိုဓာနှင့်တက်ကြဟုလူတရာအုပ်တက်မှုတို့ကိုမှားထားနှင့်သည့်အတိုင်းအာတလိကိုဖန်ဆီးလျက်နန်းတော်သို့သွားသောမြင်းလန်းဝါသို့ရောက်သောအခါတက်ကြ၏ရောယရာ၏ပြုပြင်ပြောင်းလဲမှုများရှင်ဘရင်နှင့်လူပေါင်းတို့သည် ထာဝရဘုရား၏လူဖြစ်ရမည်အကြောင်းယောရဒသည်မိမိထံ၌ပဒိညင်ဖွဲ့စေ၏လူပေါင်းတို့သည်ဘာလကြောင်းသို့တွား၍ဖြိုဖျက်ကြ၏ရစ်ပလင်များနှင့်ရုတ်တုများကိုချိုးဖဲ့၍ရစ်ပလင်တို့ရှိမှဘာလရစ်ပရောဟိတ်မတန်ကိုတက်ကြ၏မောရှိပညတိကျမ်း၌ပါသည့်အတိုင်းထာဝရဘုရားအားမိရှုရာရစ်တုကိုပူဇော်ခြင်း ဒါဝိစီရင်သည့်အတိုင်းရှင်လန်းစွာတခြင်းဆိုခြင်းအမှုကိုပြုစေခြင်းမှာဗိမာန်တော်၌ဒါဝိခွဲထားသောရှစ်ပရောဟိတ်လေဝိသားတို့သည်ဗိမာန်တော်မှုများကိုဆောင်ရွက်မိကြောင်းယောရဒါစီရင်လေ၏မတန်ရှင်းသောလက္ခဏာတစုံတစ်ခုရှိသောသူကိုမဝင်စေခြင်းမှာဗိမာန်တော်တကားဆောင်တို့ကိုလည်းခံထားလေ၏လူတရာအုပ်မှုမှအကြီးကြီး ပြည်သူပြည်သားအပေါင်းတို့ကိုခေါ်လျက်မြင့်တော်တကားလမ်းဖြင့်ရှင်ဘရင်ကိုဗိမ္မာန်တော်မှနန်းတော်သို့ကူဆောင်၍ရာဇပလင်တော်ပေါ်မှတင်ကြ၏နန်းတော်နာမှာအာတလိကိုတက်ပြီးမှပြည်သူပြည်သားအပေါင်းတို့သည်ဝမ်းမြောက်၍တမျိုးလုံး၌လည်းငြိမ်ဝှက်ချင်းရှိ၏ရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး24ယူဒဘရင်ယောရှာ ယောရှာသည် အသက်9နှစ်ရှိသောနန်းထိုင်၍ယေရုရှလင်မြို့၌အနှစ်40ဆိုးဆန်၏မေဒိုကာဗီရရှိဘမြို့သူစီပီအမိရှိ၏ရှိပရိုဟေယောရာနာလက်ထက်ကာလာပတ်လုံးယောရှာသည် ထာဝရဖျားရှိတော်၌တရားတော်အမှုကိုပြု၏ယောရဒပိဇာသော မိမနှစ်ယောက်နှင့်ဆုံဖက်၍တာသမီတို့ကိုမြင်ရ၏ထိုနောက်မှ ယောရှာသည်ဗိမာန်တော်ကိုပြုပြင်မိအကြံရှိလျက်ရှစ်ပရောဟိတ်လေဝိသားတို့ကိုစုဝေးစေ၍သင်တို့ဖျားသခင်၏အိမ်တော်ကိုပြုပြင်ခြင်းမှာယူဒာမျိုးတို့ကိုလှည့်လည်သဖြင့်နှစ်တိုင်းစဉ်ဣတရေလလူပေါင်းတို့မှငွေကိုခံယူ၍အမှုပြီးအောင်စ조사အားထုတ်ကြလော့ဟုမိန့်တော်မူ၏ထို့တော်လည်းလေဝိသားတို့သည်မစ조사ဘဲနေကြ၏တဖန် ရှင်ဘရင်သည်ရှိပရောဟိတ်ကြီးယောရနာကိုခေါ်၍တတိခံတော်မူချက်တဲတော်ဖို့ထာဝရဖရာဤကျုံမောရှိနှင့်စီဝေယာဣတိလပရိသတ်ပြုသည်နီတူလေဝိသားတို့သည်ယေရုရှလင်မြို့မှဆ ảy ၍ယူဒပြည်အရရတို့မှငွေကိုခံယူ၍စောင့်ခဲ့ရမည်အကြောင်းအဘဲเจ้าမမာထားဘဲနေသည်ဟုမေးတော်မူ၏အထမမိမအာဒလိဣသားတို့သည်ဗိမ္မာန်တော်ကိုဖြိုဖျက်၍ ဗိမ္မာန်တော်၌ပူဇော်သောဗန္နာရှိသမျှတို့ကိုလည်းဘာလဖျားတို့အားပူဇော်ကြ၏ရှင်ဘရင်အမိန့်တော်အတိုင်းတစ်တာကိုလုပ်၍ဗိမ္မာန်တော်ပြင်တကားနာမှာထားကြ၏ဖျားသခင်ဤဂျုံမောရှိသည်တော်မှာဣတေလအမျိုး၌ငွေခွဲသည့်အတိုင်းထာဝရဘုရားအထံတော်သို့ဆောင်ခဲ့ရမည်ဟုယေရုရှလင်မြို့မှဆာ၍ယူဒပြည်အရရ၌ကြေညာကြ၏ မင်းများနှင့်ပြည်သူပြည်သားများအပေါင်းတို့သည် ဝမ်းမြောက်သောစိတ်နှင့်ဆောင်ခဲ၍လက်ဆသက်သည့်တိုင်အောင်တက်တာတဲ့သူတွင်ထားကြ၏ထိုတက်တာကိုလေဝိသားတို့သည်ဗန္နာတော်တိုက်ထဲသို့တွင်၍ငွေများသည်ကိုတိမြင်လျင်ရှင်ဘရင်၏စည်းတော်ကြီးနှင့်ရှစ်ပရောဟိမင်း၏စည်းသည်လာ၍ငွေကိုထုတ်ယူပြီးမှတက်တာကိုသူ့နေရာ၌ထားပြန်၏ ထို့သို့နေတိုင်းပြု၍များစွာသောငွေကိုစုထားကြ၏ရှင်ဘရင်နှင့်ရောရလာသည်ဗိမ္မာန်တော်၏အမှုတော်ဆောင်လို့၌ထိုငွေကိုအပ်၍ဗိမ္မာန်တော်ကိုပြုပြင်စေခြင်းမှာပယံတမားလက်တမားပဘဲတမားပဒင်းတမားတို့အားပေးဝေကြ၏အလုတ်လုတ်သောသူတို့သည်ကြိုးစား၍ပြုပြင်သည်ဖြင့်ဗိမ္မာန်တော်ကိုပကတိအဖြစ်၌ခိုင်ခန့်စေကြ၏ ရိုးရထဤမူဝါဒပြပြသွားခြင်းလက်ဆက်သက်တော်ခါကြံကျွင်းသောငွေကိုရှင်ဘီရင်နှင့်ရိုးရထထံသို့ယူခဲ့၍ထုံငွေနှင့်ဗိမာန်တော်၌အမှုတော်ကို ဆောင်ရွက်ပူဇော်ရန်တစားရွှေဖလားငွေဖလားဇုံများကိုလောက်ကြ၏ရိုးရထလက်ထက်ကာလပတ်လုံးဗိမာန်တော်၌မိရှုရာရစ်ကို အစဉ်ပူဇော်ကြ၏ ရောရနာသည်အို၍ကာလပြည့်စုံရာရောက်လျက်အသက်130ရှိသောတည်၍ဒါဝိမြို့မှာရှင်ဘရင်တို့တွင်တချို့ချင်းကိုခံလေ၏အကြောင်းမူကားဣတရီလအမျိုးတွင်ဖျားသခင်၌လည်းကောင်းအိန္ဒိုနိုင်းလည်းကောင်းယေရှုပြုသောသူဖြစ်သည်ယောရဒတည်သောနောက်ယူဒမင်းတို့သည် ရှင်ဘရင်ထံတော်သို့လာ၍ရှိခိုးကြ၏ သူတို့စကားကို ရှင်ဘရင်နားထောင်သဖြင့်သူတို့သည်ဘူဘေတို့၏ဖျားသခင် ထာဝရဖျားဤအိမ်တော်ကိုဆုံ၍အာရှရပင်နှင့်ယုတ်တုတို့ကိုဝတ်ပြုကြ၏ထိုဖြစ်ကြောင့်အမျက်တော်သည်ယူဒပြည်နှင့်ယေရုရှလင်မြို့ပေါ်မှတက်ရောက်လေ၏သူတို့ကိုထာဝရဖျားထံတော်သို့တွေးဆောင်စေခြင်းမှာပရောဖက်တို့ကိုဆေလွတ်တော်မူ၍ပရောဖက်တို့သည် တတိခံတော်လဲသူတို့သည် နားမထောင်ကြတပံဖျားသခင်ဤဝိညာဉ်တော်သည်ရှပရိုဟေယောယဒတာဇာခရီအပေါ်မှာတက်ရောက်၍သူသည်ပရိသတ်အလဲမြင့်တော်အရဲ၌ရက်လျက်ဖျားသခင်မိတော်မူသည်ကားတင်တို့သည် ကိုအကျိုးကိုပြက်စေခြင်းကသာဝရဖျားဤပြညတ်တော်တို့ကိုအဘဲเจ้าလွန်ကျူးကြသည်နီတင်တို့သည် ထာဝရဖရာကိုစွန့်သောကြောင့်တင်းတို့ကိုလည်းစွန့်တော်မူပြီဟုမျက်ဆို၏လူများတို့သည်သူ့ကိုမကောင်းသောအကြံနှင့်တိုင်ပင်၍ရှင်ဘရင်အမိတော်နှင့်ဗိမာန်တော်အတွင်း၌ကြောက်ခဲနှင့်ပြည့်၍တက်ကြ၏ထို့သို့ယောရှမင်းကြီးသည်စာခရီအဖယောရာဒပြုသောကျေးဇူးကိုမအောင်မေတားကိုတက်လေသည်တကားစာခရီတည်သောအခါ ။ဤအမှုကိုထာဝရဖရာသည် ကြီးရှုစစ်ကြောတော်မူမည်ဟုဆို၏။ယောရှာမင်းနန်းတကုံဆုံးခြင်းထိုနှစ်အစုံ၌ရှူရီတတာလူသည်စစ်ချီ၍လာကြသည်ဖြင့်ယူဒာပြည်ယေရုရှလင်မြို့သို့ရောက်မှမူမအရာရှိအပေါင်းတို့ကိုတုတ်တင်ပယ်ရှင်၍လက်ရဥ္စာရှိသမျှတို့ကိုဓမ္မသက်ရှင်ဘရင်ထံသို့ပေးလိုက်ကြ၏ယူဒလူတို့သည် ဘူဘီတို့၏ဖျားသခင်ထာဝရဖျားကိုစွန့်တော်ကြောင့်ညပြသောအလုံးအရင်ဖြစ်တော်လဲ။နေသောရှူရီတဲ့အလုံးအရင်လက်သို့ထာဝရဖျားအပ်တော်မူ၍ရှူရီလူတို့သည်ယောရှာကိုတရားစီရင်ကြ၏။ရန်သူထွက်သွားသောအခါယောရှာသည်ကြီးစွာသောဒုက္ခကိုခံရလျက်နေ၍တည်ဖြစ်၍ရှိပရောဟိတ်ယောရနာသားတို့ကိုတတ်တော်အဖြစ်ကြောင့်မိမိကျွန်တို့သည်တင်းဖွဲ့၍ တလုံးပေါ်မှာတေးအောင်လှုပ်ကြံကြ၏ထုံမင်းကိုဒါဝိမျိုး၌တချို့တော်လဲရှင်ဘရင်တို့တွင်မတချို့လှုပ်ကြံသောသူကအမုံမျိုးသမီးရှိမတ်တာယောဇဗနဲ့မောဘအမျိုးသမီးရှိမရိတာယေဟောဇဗတိယောရှာတိတားရှိခြင်းအရာလေးတော်အမှုကိုထမ်းခြင်းအရာဗိမ္မာန်တော်ကိုပြုပြင်ခြင်းအရာတို့သည် ရာဇဝင်နှင့်ဆက်သောစာ၌ရေးထားလျက်ရှိ၏။တားတော်အာမစီသည်ခမဲတော်အရာ၌နန်းထိုင်၏။ရာဇဝင်ချုပ်ဒုတိယဆောင်အခန်းကြီး25ယူဒဘုရင်အာမစီအာမစီသည် အသက်25နှစ်ရှိသောနန်းထိုင်၍ဂျေရုရှလင်မြို့၌29နှစ်ဆိုးဆန်၏။မေတော်ကဂျေရုရှလင်မြို့သူရုတ်တံအမည်ရှိ၏။ ထိုမင်းသည်ထာဝရဘုရားရှိတော်၌တရားသောအမှုကိုပြုတော်လဲစိတ်နှလုံးမစုံလင်အမစီသည်မင်းအာနာတီသောအခါခမဲတော်မင်းကြီးကိုတတော်ကျွန်ုပ်ကိုတက်လေ၏တားအတွက်အဖသည်အတိမခံရအဖအတွက်တားသည်အတိမခံရလူတိုင်းမိမိအပြစ်ကြောင့်အတိခံရ၏ဟုမောရှိပညတ်တိကျမ်းစာ၌ရေးထားလျက်ရှိသော ထာဝရဖရာဤပြည့်ညက်တော်ကိုစောက်ရှောက်၍ထိုကျွန်းတို့ဤသားများကိုမတက်ဖဲနေ၏။ဤဒုံပြည်ကိုစစ်တိုက်ခြင်းအာမစီမင်းသည်ယူဒလူတို့ကို စုဝေးစေ၍ယူဒလူနှင့်ဗင်ယာမင်လူတို့တွင်အဆွေမျိုးအလိုက် လူတစ်ထောင်အုပ်တရာအုပ်တို့ကိုခံထား၏။အသက်20လွန်၍လန်နှင့်တိုင်းကိုကင်တက်သောစစ်သူရဲကောင်းတို့သည် စရင်ဝင်သည့်အတိုင်းသုံးသိန်းရှိကြ၏ခွန်အားကြီးသောဣတရီလသူရဲ့တသိန်းကိုလည်းငွေခွက်တစ်ထောင်နှင့်ငားဤတို့ရတွင်ဖျားသခင်ဤလူတယောက်တည်လာ၍"အိုမင်းကြီးဣတရီလတက်ကိုမလိုက်စေနှင့်"ထာဝရဖျားသည်ဣတရီလလူဒီဟူသောအေဖရိအမျိုးသားအပေါင်းတို့နှင့်အတူရှိတော်မမူမင်းကြီးသွားလူလျင်သွား၍စစ်တိုက်ခြင်းကခိုင်ခန့်တော်လေ ရန်သူရှိမှဖျားသခင်ရှုံးစီတော်မူမည်ဖျားသခင်သည်မဆခြင်းကလည်းကောင်းနှိမ့်ချခြင်းကလည်းကောင်းတတ်နိုင်တော်မူ၏ဟုပြောဆိုလျင်အာမစီကဣတရီလာတက်ကိုနှား၍ငွေခွက်တစ်ထောင်ကိုပေးမိတော်ကြောင့်အဘေတို့ပြုရမည်နည်းဟုဖျားသခင်ဤလူကိုမေးမြန်းတော်ဖျားသခင်ဤလူက ထုံမြမကထာဝရဖျားသည် တာ၍ပေးနိုင်တော်မူသည်ဟုပြန်ပြော၏ထိုအခါအာမစီသည်အီဖရိမ်ပြည်မှရောက်လာသောစစ်တူရဲတို့ကိုခွဲထား၍မိမိတို့နေရာသို့ပြန်သွားစီခြင်းကလွတ်လိုက်သဖြင့်သူတို့သည်အလွန်မြတ်ထွက်၍ယူဒာပြည်သားတို့၌အညှိုးထားလျက်မိမိတို့နေရာသို့ပြန်သွားကြ၏အာမစီသည်လည်းကိုကိုခိုင်ခန့်စေ၍စားကြိမ်သို့တက်ချီသဖြင့် စီရာတောင်သားတပေါင်းကိုလောက်ကြံလေ၏ယူဒအမျိုးသားတို့သည်လူတပေါင်းကိုအရှင်ဖမ်းပြီးလျင်ကြောက်တောင်ထိတ်သူဆောင်းသွား၍ကျိုးပဲ့စီခြင်းကအောက်သို့တွန်းချကြ၏ဝိုင်း၍တိုက်ရသောခွင်ကိုအာမစီမပေးလွတ်လိုက်သောစစ်သူရဲတို့မူကားရှမာရီမျိုးမှဆ ாய் ၍ဗေဒောဟုမျိုးတိုင်အောင်ယူဒမျိုးတို့ကိုတိုက်သည်ဖြင့်လူ၃၀၀၀ကိုတတ်၍ လက်ရဥစ္စာများကိုတင်သွားကြ၏အာမစီသည်အီရောမျိုးသားတို့ကိုလောက်ကြံရမှပြန်လာသောအခါစီရာတောင်သားကိုးကွယ်သောဖရာတို့ကိုဆောင်ခဲ့၍ကိုယ်တိုင်ကိုးကွယ်ရာဖရာဖြစ်စေခြင်းကတည်ထောင်လျက်သူတို့ရှိမှဥညွတ်ချ၍နန္တာပေါင်းကိုမိရှုလေ၏သောရဖရာသည်အာမစီကို အမျက်ထွက်၍ပရောဖက်ကိုဆေလွတ်တော်မူသည်ကားမိမိလူတို့ကို ရန်သူလက်မမကဲနိုင်သော တပါးမျိုးသားဖျားတို့ကိုအဘဲเจ้าစီကတ်တနီဟု ပြောဆိုလျင်ရှင်ဘရင်ကတင်သည်တိုင်မင်မှုမှဖြစ်တယ်လို့တိတ်ဆိတ်စွာနေလော့အဘဲเจ้าရာဇဝိခံကျင်တနီဟုဆိုသောပရောဖက်ကမင်းကြီးသည်ငါပြီးသောသတိစကားကိုနားမထောင်ဤအမှုကိုပြုမိသောကြောင့်ဖျားသခင်သည် မင်းကြီးကိုဖျက်ဆီးမိကြံတော်မူသည်ကိုငါသိမြင်သည်ဟု ပြောဆိုပြီးလျင်တိတ်ဆိတ်စွာနေလေ၏ဤတရီလာပြည်ကိုစစ်တိုက်ခြင်းထို့နောက်အာမစီတီတိုင်ပင်ပြီးမှဤတရီလာရှင်ဘရင်ယေဟူသားဖြစ်သောယောခတ်ဤသားယေဟောရှာထံသို့တန်တမန်ကိုဆေလွတ်၍ငါတို့သည်မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟုမှလိုက်လျင် 伊特意拉先不赢也好下个，你不弄输遍的，你不弄阿瑞变坦度是六月，天他妈个，阿他那比萨巴古苏生月，你不弄太得讲的，肖托月，输遍古那米伊，天啊，阿地伊东卢罗古老占比胡苏了呀，我做阿正到西米拉伊，土雅云库尼亚奈尼罗。 တင့်ကိုယ်တိုင်နှင့်ယူတတ်ပြီသည်ဘေးရောက်၍ဆုံးရှုံးစေခြင်းမှာအဘဲเจ้าအမှုရှာသည်ဟုယူဒရှင်ဘရင်အာမစီကိုပြန်၍မာလိုက်လေ၏ထိုစကားကိုအာမစီသည် နားမထောင်အကြောင်းမူကားအီဒုံပြည်ဖျားလူကိုစီးကတ်သောကြောင့်ရန်သူလက်သို့အချင်းကဖျားသခင်စီရင်တော်မူ၏ဤတေလာရှင်ဘရင်သည်စစ်ချီ၍ ရှင်ဘရင်နှစ်ပါးတို့သည်ယူဒပြည်ဗက်ရှိမမျိုး၌မျက်နှချင်းဆိုင်မိကြသဖြင့်ဣတရီလအမျိုးသားရှိမှယူဒအမျိုးသားရှုံ၍အတီးတီးတို့သည်မိမိတို့နေရာသို့ပြေးကြ၏ဣတရီလရှင်ဘရင်ယေဟောရှာသည်ယူဒရှင်ဘရင်အာခစီတာဖြစ်သောယောရှာဤသားအာမစီကိုဗက်ရှိမမျိုးမှဖမ်းမိ၍ယေရုရှလင်မြို့သို့တွားပြီးလျှင် ယေရုရှလင်မြို့ရိုးအတောင်၄၀၀ကိုအေဖရိန်တကားမှသည်တောင်တကားတိုင်အောင်ဖြိုဖျက်လေ၏။ဩဝတီတုံလက်တွင်ဗိမာန်တော်၌ရှိသမျှသောရွှေငွေမဆ၍တစားအလုံးစုံနှင့်နန်းတော်ဗန္နာအလုံးစုံကိုလည်းကောင်းအမခန့်တော်သူအချို့တို့ကိုလည်းကောင်းယူ၍ရှမာရီမြို့သို့ပြန်သွား၏။ဣတေယလာရှင်ဘရင်ယောခတာယေဟောရှာတည်သောနောက် ယူဒရှင်ဘရင်ယောရှတာအာမစီသည်တဆတ်ငါးနှစ်အသက်ရှင်သည်အာမစီပြုမှုသောအမှုအရာကျွန်းသည်။အစအဆုံးတို့သည်ယူဒရာဇဝင်နှင့်ဣတရီလာရာဇဝင်၌ရေးထားလျက်ရှိ၏အာမစီသည်ထာဝရဖျားနောက်တော်သို့လိုက်ရာမှလွှဲသွားသောနောက်သူ၏တစ်ဖက်ဂျေရုရှလင်မြို့၌တင်းဖွဲ့ကြ၍သူသည်လာခိရှာမြို့သို့ပြေးတည်တွင် ထုံမျိုးတို့ဆေလွတ်၍တက်စီပြီးမှမြင်းပေါ်၌တင်လျက်ဂျေရုရှလင်မြို့သို့ဆောင်ခဲ့၍ဘိုးဘေးတို့နှင့်အတူဒါဝိမြို့၌တကြိုကြာ၏။ထာဝရဘုရားကိုမစွန့်တက်သောမိတ်ဆွေတို့၌ထာဝရဘုရား၏အတူရှိတော်မူခြင်းမင်္ဂလာသည် ရှိမြဲရှိပါ၏။အာမင်။